င်္ဂလာပါရှင်ဒီမကတစင်ပါဒီနေ့နိုဝင်ဘာလ22ရက်နေ့အတွက် People's Bank ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒူဘိုင်းမှာအိန္ဒိယတိုက်လေရင်ပြတ်ကျမှုစတင်စုံစမ်းစစ်ဆေးနေပါပြီတရုတ်နဲ့ပြည်ထနာတက်စီတဲ့အမှတ်ချက်ကိုရုပ်သိမ်းဖို့ဂျပန်ဝန်ကြီးချုပ်အငင်းဆော်လိုက်ပါတယ်အိခန်းရှင်လင်းရင်ရှာတွေ့တဲ့စူပါမန်ရုပ်ပြဟောင်းကိုဒေါ်လာ6သန်းကျော်နဲ့လေလံတင်ရောင်းချခဲ့တာပါဒီသတင်းတွေကိုနားဆင်ရမှာဖြစ်ပါရှင်ဒူဘိုင်းလေကြောင်းပြပွဲမှာအိန္ဒိယတက်လေရင်ပြတ်ကျခဲ့တဲ့ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုတွေစတင်နေပြီလို့သိရပါတယ်။နိုဝင်ဘာလ22ရက်နေ့က Arab Sawa မြားပြည်တော်စု UAE နိုင်ငံရဲ့ဒူဘိုင်းမြို့ကလေကြောင်းပြပွဲမှာပေါဝင်ပြန်တန်းရင်အိန္ဒိယပြည်တွင်းဖြစ်တက်လျင် HAL ထိကျက်တစီပြကြခဲ့တာပါ။အဲ့ဒီဖြစ်စဉ်မှာလေယာဉ်မှူးတိတ်ဆုံးခဲ့ပါတယ်။လေယာဉ်ပြကြတဲ့နေရာမှာပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပြီးမိခိုးလုံးတွေထိုးတက်လာတာကိုအဝေးကနေမြင်တွေ့ခဲ့ရပါတယ်။လေကြောင်းပြပွဲကိုရောက်ရှိနေတဲ့အပရိသတ်တွေဟာ အဒီထိတ်လန့်စရာမြင်ကွင်းကြောင့်အကြီးအကျယ်တုံ့လောက်ခဲ့ကြပါတယ်။အိန္ဒိယလေတက်ကထေဂျက်စတက်လျင်ပြတ်ကျမှုအတွင်းလေယာဉ်မှုတိုက်ဆုံးခဲ့တယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်။တိုက်ဆုံးသူရဲ့မိသားစုနဲ့ထပ်တူကြေကွဲဝမ်းနည်းကြောင်းလေတက်ကထုတ်ပြန်ထားပြီးလေယာဉ်ပြတ်ကျရတဲ့အကြောင်းရင်းကို UAE ရဲ့စုံစမ်းစစ်ဆေးရေးအရာရှိတွေနဲ့အတူစမ်းစစ်ရှောက်ဖွေနေတယ်လို့လေတက်ကကြေညာခဲ့ပါတယ်။လေယာဉ်မပြတ်ကျခင်ဂျပန်တို့ကဒူဘိုင်းကိုရောက်နေတဲ့ထေဂျက်စတက်လျင်၃စီးတက်ကတစ်စီးမှာ စီယိုနေတယ်ဆိုတဲ့ဓာတ်ပုံတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့ပြတ်ကျခဲ့တဲ့လေယာဉ်ကတော့စီယိုခဲ့တဲ့လေယာဉ်မဟုတ်ဘူးလို့ဆိုပါတယ်။လေယာဉ်ပြတ်ကျခဲ့တဲ့အကြောင်းရင်းကိုအတိအကျမသိရသေးပေမဲ့လေယာဉ်မှုဟာအနိုင်ပိုင်းမှာလေယာဉ်ကိုရုတ်တရက်လမ်းကြောင်းပြောင်းပြန်တန်းတဲ့အချိန်ရုတ်တရက်အင်ဂျင်ရက်တဲ့ store ဖြစ်စတဲ့ကြုံသွားခဲ့တော့ဆိုတဲ့ယူဆမှုတွေရှိနေပါတယ်။လေယာဉ်ပြတ်ကျမှုပြီးတနအိခွဲလောက်အကြာမှာတော့လေကြောင်းပြပွဲကိုပုံမှန်အတိုင်းဆက်ပြီးကျင်းပခဲ့ပါတယ်။ ထိကျချောင်းအိန္ဒိယရဲ့ပြည်တွင်းဖြစ်တက်လျင်ဖြစ်ပြီး Hindustan Aeronautics Limited ကတာဝန်ယူထုတ်လုပ်ထားတာပါအဲ့ဒီအင်ဂျင်သလုံးတက်အပေါ်စားတက်လျင်တွေကိုအိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကနောက်ထပ်98စီမှယူထားပြီး2029ကစလို့တတုတ်ချင်းစီလက်ခံရရှိမှာပါအိန္ဒိယဟာ2021တုန်းကထဲဂျက်စ်တက်လျင်80စီကိုမှယူထားပေမဲ့လက်တွေ့တင်ပို့မှုအပိုင်းမှာနှောင့်နှေးမှုတွေကြုံနေသေးပါအကြောင်းရင်းကတော့ လေယာဉ်ရဲ့အင်ဂျင်တွေကိုအမေရိကန်ကနေမှာယူတင်သွင်းရပေမဲ့ပစ္စည်းပြက်လက်မှုတွေဖြစ်ပေါ်နေတာကြောင့်လို့သိရပါတယ်ရှင်။တရုတ်ကိုဒေါသပုံထားစေတဲ့သူ့ရဲ့အငင်းပွားစရာမှတ်ချက်စကားကိုပြန်ရုပ်သိမ်းဖို့ဂျပန်ဝန်ကြီးချုပ်ကငြင်းဆိုသွားခဲ့ပါတယ်။ထိုင်ဝမ်ကိုတရုတ်ကသာကြိုကြော်တိုက်ခိုက်ရင်ဂျပန်ကလည်းထိုင်ဝမ်ကိုကူဖို့တက်တွေဆဲလို့မယ်လို့အတိအပယ်ရတဲ့မှတ်ချက်စကားကိုနိုဝင်ဘာလ9ရက်နေ့ကဂျပန်လွှတ်တော်မှာဝန်ကြီးချုပ်ဆန်နအေးတက်ကအီချီကပြောကြားသွားခဲ့ပါတယ်။တရုတ်ဟာအဲ့ဒီစကားအပေါ်မကြေမနက်ဖြစ်ပြီး တန်တမာရေးစီးပွားရေးဂုံတွေးနီးလန်းတွေနဲ့ဂျပန်ကိုဖိအားပေးခဲ့ပါတယ်။ဒါ့အပြင်ဂျပန်တန်အမတ်ကြီးကိုပါဆင့်ခေါ်ပြီးဝန်ကြီးချုပ်ရဲ့အမှတ်ချက်နဲ့ပတ်သက်လို့တရားဝင်ကန့်ကွက်ခဲ့ပါတယ်။ပြဿနာတွေဖြစ်နေတဲ့အချိန်မှာတောက်ကအီချီကစကားအပြောအဆိုကိုပိုပြီးထိန်းသိမ်းခဲ့တယ်လို့ထိုင်ဝမ်အရင်နဲ့ပတ်သက်လို့လည်းနောက်ဆက်တွဲမှတ်ချက်ပေးတာတွေမရှိခဲ့ပါဘူး။နိုဝင်ဘာ22ရက်နေ့မှာတော့သူဟာတောင်အာဖရိကနိုင်ငံမှာ G20 ထိပ်သီးညီလာခံတက်ရောက်ဖို့မထောက်ခွာခဲ့။ တင်းတော့တွင်တဲ့အတွေ့အဆုံပြီးဒီကိစ္စအကြောင်းစကားနည်းနည်းပြောခဲ့ပါတယ်။ဒေါက်တာအီချီအနေနဲ့သူပြောခဲ့တဲ့မှတ်ချက်စကားကိုပြန်ရုပ်သိမ်းစေဖို့တရုတ်ကတောင်းဆိုထားပေမဲ့ဝန်ကြီးချုပ်ကတော့သူ့စကားကိုရုပ်သိမ်းဖို့အငြင်းဆိုသွားပါတယ်။ဂျပန်ရဲ့ရက်တိမှုကိုထိပါချင်းချောက်ခံလာရပြီလို့ယူဆရင်အစိုးရဟာရနိုင်သမျှတရင်အချက်အလက်အလုံးအပေါ်မူတည်ပြီးအချိန်နဲ့တပင်းကြီးအတင်းတော်ဆုံးဆုံးဖြတ်ရွေးချယ်မှုတွေကိုလှုပ်ဆောင်မှာဖြစ်ကြောင်းဒီအကြောင်းကိုသူကိုယ်တိုင်အချင်းချင်းရှင်းပြခဲ့ပြီဖြစ်တယ်လို့ ဂျပန်အစိုးရရဲ့သဘောထားဟာပြောင်းလဲသွားမှာမဟုတ်ကြောင်းဒါကာအီချီကဆိုပါတယ်။တရုတ်ဟာထိုင်ဝမ်ကိုပိုင်တဲ့နေမြေတစ်ခုအဖြစ်သတ်မှတ်ထားပြီးလိုအပ်လာရင်အင်အားသုံးတက်ခတ်တင်းယူမယ်လို့ချင်းချောက်ထားပါတယ်။ဒီတော့အဲ့ဒီအခြေအနေမျိုးဖြစ်လာရင်ဂျပန်ကတက်တွေဆင်လွတ်ပြီးကူညီမယ်ဆိုတဲ့သဘောထားမျိုးဒါကာအီချီပြောဆိုခဲ့တာဟာတရုတ်အပေါ်ရန်လိုတဲ့သဘောထားကို ပြသလိုက်တာလို့တရုတ်ကဆက်ဆဲခဲ့ပါတယ်။ဒါကာအီချီကသူ့ရဲ့သဘောထားကတော့ဂျပန်တရုတ်ဆက်ဆံရေးကိုတတိယအယောက်မြင့်တင်သွားဖို့ဖြစ်ပြီး ဒီအကြောင်းကိုပြီးခဲ့တဲ့လကတောင်ကိုရီးယားမှာတရုတ်သမ္မတရှီကျင်းဖြစ်တဲ့တွေ့ဆုံတုန်းကလည်းအတိပေးခဲ့သေးတယ်လို့ဆိုပါတယ်။သူကအရှိကိုပြောခဲ့တဲ့အတိုင်းနှစ်နိုင်ငံကြားမှာအပြန်အလှန်ကောင်းကျိုးဖြစ်ထွန်းစေမယ့်အပြုသဘောဆောင်တဲ့ဆက်ဆံရေးမျိုးတည်ဆောက်ချင်ကြောင်းဂျပန်ဘက်ကတော့အဲ့ဒီရည်တည်မှုကိုလုံးဝမပြောင်းလဲကြောင်းသူကပြောကြားသွားပါတယ်ရှင်။မိခင်ဖြစ်သူရဲ့အိတ်ခန်းကိုရှင်းလင်းရင်ဘဒိုတဆရှာတွေ့ကြတဲ့စူပါမန်ရုပ်ပြအစအုပ်ဟောင်းတစ်ခုကနေအမေရိကန်ကညီအကို၃ယောက်ဟာ ဒေါ်လာ6သန်းလောက်ရရှိသွားကြပါတယ်။ပြီးကြတဲ့နှစ်ခရစ်စမတ်တုန်းကအဲ့ဒီညီကိုတွေဟာကွဲလွန်သူမိခင်ရဲ့အိတ်ခန်းတွေကဟောင်းနှွမ်းနေတဲ့သတင်းစာတွေတခြားပစ္စည်းတွေကိုရှင်းလင်းရင်းမျောလင့်မထားတဲ့ယဒနာတိုက်ကိုရှာတွေ့ကြတာဖြစ်ပါတယ်။1939ခုနှစ်တုန်းကဝယ်ယူထားခဲ့တဲ့စူပါမန်ရုပ်ပြစာအုပ်ရဲ့ပထမဆုံး copy တွေထဲကတအုပ်ကိုသူတို့တွေတွေ့ရှိခဲ့တာပါ။အဲ့ဒီစာအုပ်ကို လေလံတင်ရောင်းချခဲ့တဲ့အခါမှာတော့ဒေါ်လာ6.1သန်းရရှိခဲ့ပါတယ်။ တက်ဆက်ပြည်နယ်မှာရှိတဲ့ Heritage လေလံဌာနရဲ့ November 20ရက်နေ့လေလံပွဲမှာအဲ့ဒီ Superman H1 စာအုပ်လေးကအမကန်ဇင်းတို့မျိုးထိရရှိကြတာဖြစ်ပါတယ်။အဲ့ဒီစာအုပ်ကိုသတင်းစာတွေကတ္တုဘုံကွန်တွေပြည်နေတဲ့အောက်ကပင်ကူအိမ်တွေကြားမှာရှာတွေ့ကြတာလို့ညီကို၃ယောက်ကဆိုပါတယ်။သူတို့ဟာလေလံဌာနနဲ့အဆက်တွေရဖို့လောက်ပိုင်းလောက်စောက်ခဲ့ရပါတယ်။နောက်တော့လေလံဌာနရဲ့ဒုတိယဥက္ကဋ္ဌလွန်အလန်ကိုတိုင်း သူတို့ရဲ့နေအိမ်စီတွားရောက်ခဲ့ပြီးစာအုပ်ကိုစစ်ဆေးခဲ့ပါတယ်။နာမည်ထုံမပြောတဲ့အညီကို၃ယောက်ဟာအသက်50နဲ့60အရွယ်ကြားတွင်ဖြစ်ပါတယ်။သူတို့ရဲ့မိခင်ကသူ့မှာတံပိုးကြီးတဲ့ရုပ်ပြစာအုပ်တွေစုဆောင်းထားတာရှိတယ်လို့ပြောဖို့ပေမဲ့သူတို့ကိုဘယ်တော့ကမှထုံမပြခဲ့ကြောင်းအလန်ကဆိုပါတယ်။ Heritage ရဲ့အဆိုအရဂွယ်လွန်ခဲ့သူအမျိုးသမီးကြီးဟာသူ့အကိုနဲ့တူကမ္ဘာစီးပွားရေးဆူဆူရွရွကြောက်စင်းမှုကာလ The Great Depression နဲ့ဒုတိယကမ္ဘာစစ်အစောပိုင်းကာလတွေတုန်းက ရုပ်ပြစာအုပ်တွေဝယ်ယူစုဆောင်းထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရှာတွေ့ခဲ့တဲ့ Superman ရုပ်ပြဟာအရန်ကောင်းကောင်းမွန်မွန်ထိမ့်သိမ်းထားတဲ့အခြေအနေမျိုးရှိနေတာကိုတွေ့ခဲ့ရပါတယ်။ကမ္ဘာကျော် Superhero ဇာတ်ကောင် Superman ကိုစတဲ့မိတ်ဆက်ခဲ့တဲ့1938ခုနှစ်ထုတ်နောက်ထပ်ရုပ်ပြစာအုပ် copy တအုပ်ကိုမနစ်တုန်းကလေလံတင်ရမှာဒေါ်လာ6သန်းရရှိခဲ့ပါတယ်။အဲ့ဒီစာအုပ်ကိုဝယ်ယူခဲ့တဲ့အချိန်ဟာညီအကို၃ယောက်ရဲ့မိခင်ဖြစ်သူဝယ်ယူစုဆောင်ခဲ့တဲ့ကထက် တစ်နှစ်ပိုစောခဲ့ပေမဲ့စာအုပ်ရဲ့အခြေအနေကတော့နည်းနည်းပိုပြီးရွရွဲနေတယ်လို့သိရပါတယ်ရှင်။ People's Spin ရဲ့နောက်ဆုံးရအနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။